။အလုံးမင်းမင်္ဂလာပါရှင်။ဒီမှာတော့ဆရာမင်းသင်္ခါရဲ့တပည့်ဆရာမဆွေစုံတွေဖြစ်ပါတယ်။တပတ်တာကံကြမ္မာများစတဲ့ဟောကြားပေးမှာဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားတမီများအလုံးမင်္ဂလာပါ။ထလပိုင်း29 2025မှာခொနလပိုင်း3ရက်2025အတွင်းနင်းငွေသားတမိများအလုံးတွေတပတ်တာကံကြမ္မာဖြစ်ပါတယ်။ ခยีဝေခยีနီထွက်ဆရာများဖြစ်လာတတ်ပါတယ်အထူးသဖြင့်မိမိမရောက်ဘူးသောရတ္တိတာဖြစ်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်သောတရင်ကောင်းများကြားရတတ်ပါတယ်စာမေးဝဲဖြေဆိုရန်ရှိပါကထူးကျွန်းစွာအောင်မြင်ပါလိမ့်မယ်မိတ်ဆွေဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရတတ်ပါတယ်အစည်းအဝေးတင်နန်းများလည်းတက်ရောက်ရတတ်ပါတယ်ကားအဟောင်းထွက်ပြီးကားတက်လဲဝင်လာတတ်ပါတယ်ရှင်အလုပ်တွင်တိုက်ခံအခက်အခဲအနှဲငယ်ရှိနေတတ်ပါတယ် သူတစ်ပါးကိစ္စများကြားဝင်ဖြစ်ရှင်းပေးရတတ်ပါတယ်ခင်မင်းသောမိတ်ဆွေဤအထင်မြင်ရွယ်မှားမှုလည်းခံရတတ်ပါတယ်သတိထားပြောဆိုစစ်ဆန်ပါစီးပွားရေးပန်းလာဆိုင်ပန်းဆိုင်ပြိုခြင်းဖုံးရောင်းဝယ်ရေးအိမ်ချမ်းမြေကျိုးတော်ဆောင်လုပ်ငန်းစားတောက်ဆိုင်စားတောက်ကုန်ဆူရှီလုပ်ငန်းများစစ်ပစ္စည်းရောင်းဝယ်လုပ်ငန်းများစာရေးကိရိယာစာပုံတိတ်တိုက်လုပ်ငန်းများပုံမှန်တိုင်းလည်ပတ်နေသောအချိန်ကာလဖြစ်ပါတယ် အရေးကြီးကိစ္စသွားလို့လို့လည်းကောင်းစာမေးဝေးအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်းခဲဖြော့ရအောင်တို့မို့အယောင်မမဲလေးများဝတ်ဆင်ပြီးသွားပါဆက်ဆက်အဆင်ပြေကြောင်းမအောင်မြန်မာလိုက်မယ်အချစ်ရေငယ်ကြီးဦးနဲ့ပြန်လဲဆုံတွေ့ရတတ်ပါလေရှင်အင်းနောင်ရေတာသမီဝန်တာတရားဂုံစရာအရင်များကြားရတော့ကြောင်းဝန်တာပီတိဖြစ်နေရတတ်ပါတယ်ကျမ်းမာရေလေထိုးလေအောင်ဖြစ်တတ်ပါတယ်ရှင်အကျိုးပေးကနံ၅၃နှစ်ဖြစ်ပါတယ် ယေရယာအင်ဖျားတွင်မကြီးဖြော်ရေးကက်လူစုတောင်းခြင်းမိစေများကိုမကြီးဖြော်ရေးဒါနပြုခြင်းလက်အောင်ငယ်သားများကိုမကြီးဖြော်ရေးတိုက်ကြွေးခြင်းများပြုလုပ်လိုက်ပါတနင်္ဂနွေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမြခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါစေရှင်တနင်္လာသားသမီးများအားလုံးမင်္ဂလာပါ6လပိုင်း29 2025မှာ9လပိုင်း3ရက်2025တွင်တနင်္လာသားသမီးများအားလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ် အကောင်အဆိုးဒွန်တွဲနေသောအချိန်ကာလဖြစ်ပါတယ်ငွေများစွာဝင်ခြင်းဒီပေါက်တတ်ခြင်းခြေပေါက်တတ်ခြေပေါက်တတ်ခြင်းငွေဝင်များနေတတ်ပါတယ်သာသမီရှိပါကမင်္ဂလာကိစ္စအဆောင်ရပေးရတတ်ပါတယ်အိုးသိအိမ်သိလေနေရာသိများလဲပြောင်းရွှေ့ရတတ်ခြင်းပြုပြင်ရတတ်ခြင်းများပြုလုပ်ရတတ်ပါတယ်လုပ်ငန်းသစ်များတိုးချဲ့ရန်ဖြစ်လာရပါတယ်မလုံတင်သေးသောအချိန်ကာလဖြစ်ပါတယ်အခက်အခဲပြဿနာများဖြစ်တတ်ပါတယ်လူလိန်လဲခံရတတ်ပါတယ်ရှင် အစစ်အစစ်အမင်းများလည်းခံရတတ်ပါတယ်အလုတ်တွင်လျောက်ငယ်သားကြောင့်လကောက်ထစ်လူကြီးကြောင့်လကောက်စဉ်ညစ်ဆရာများကြုံတွေ့ရတတ်ပါတယ်ဒီတပတ်တာကာလသည်ရခင်ကအစင်မပြေခင်မင်ပြစ်ခဲ့သောမိတ်ဆွေနှင့်ပြန်လည်အစင်ပြေသောအချိန်ကာလဖြစ်ပါတယ်စီးပွားရေးကာနေပတ်သက်သောလုပ်ငန်းကာယဝယ်ရေးလုပ်ငန်းကာဝါချော့လုပ်ငန်းကားမောင်းလုပ်ငန်းစစ်ကြံလုပ်ငန်းငါးမွေးမြေလုပ်ငန်းအသီးနှံရောင်းဝယ်ရေးထိုးလုပ်ငန်းများအိမ်မျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းများ90ရာခိုင်နှုန်းလောက်သာကျိုးပေးသောအချိန်ကာလဖြစ်ပါတယ် အရေးကြီးကိစ္စသွားလုံလွင်သလားစာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်းအပြာရောင်ပါတော့ဝက်စာဝက်စင်ပြီးသွားပါဆက်ဆက်ရအစီအပြေချုံမောအောင်မြင်ပါလိမ့်မယ်အချစ်ရေကံကောင်းနေတော့ကြောင့်ပျော်ရွှင်ကြည်ညိုရတော့ချိန်ကာလဖြစ်ပါတယ်အိမ်တော်ရေပုံမှန်တိုင်းတတရရပါပဲရှင်ကျမရေချောင်းဆိုးခြင်းအေးပတ်ခြင်းဖြစ်တတ်ပါတယ်အကျိုးပေးကနန်း နှစ်ခွန်ချောင်းဖြစ်ပါတယ်ရှင်ရရားအိမ်ဖျားမှာနွားနွန်းနှစ်ခွဲကလူစုတောင်းရင်မိတ်ဆွေများအောင်နွားနွန်းလေးဆောင်ပေးခြင်းလဲအောင်ငယ်သားများနွားနွန်းတိုက်ကြွခြင်းပြုလုပ်လိုက်ပါတနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဌာနပြေဝကြပါလိမ့်ရှင်အင်္ဂါသားသမီးများအလုံးမင်္ဂလာပါရှင်6လပိုင်း29 2025မှာ9လပိုင်း3ရက်2025တွင်အင်္ဂါသားသမီးများအလုံးတွင်တပတ်တန်ခံကြမှာဖြစ်ပါတယ် စိတ်ပင်ပန်းခြင်းလူပင်ပန်းခြင်းကိုလက်မေမေတာဖြစ်ခြင်းများဖြစ်နေတတ်ပါတယ်အလုပ်တွင်လည်းစိတ်တည်းမကျဖြစ်ပြီးဘဝလောကကောင်းလို့ဒီဟာလောကကောင်းကောင်းကောင်းလို့နဲ့စိတ်တည်လည်လွတ်နေတတ်ပါတယ်ဒါပေမဲ့တပိတလန်းမှာကံကောင်းခြင်းတွေရှိနေပါတယ်မမျော်လင့်မဲ့ငွေများဝင်လာတတ်တယ်အရင်ကရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းများအောင်မြင်လာခြင်းနိုင်ငံခြားနဲ့ဆက်သွယ်ထားသောလုပ်ငန်းများသတင်းကောင်းကြားရတတ်ခြင်းလူမျိုးသားများ၏ကူညီမှုရခြင်းများဖြစ်တတ်ပါသည်ချွေးတက်များလည်းဝင်တတ်ပါသည် အခုခုခံရတတ်ပါတယ်ရှင်အလုတ်တွင်လျှောက်ငယ်သားကြီးတိုက်တန်းချင်းခံရတတ်ပါတယ်ပြိထားပါစီးပွားရေးအထယ်လေးဓာတ်စီဒီဇယ်ရောင်းဝယ်လုပ်ငန်းငွေလွှဲလုပ်ငန်းပဲပြောင်းနှံပန်းဆိုင်ပြချံပြချံပြမွေးမြူရေးလုပ်ငန်းစစ်တုံးပွဲရုံထိုးလုပ်ငန်းများအရောင်းဝယ်ပုံမှန်တိုင်းလည်ပတ်နေတတ်ပါတယ်ရှင်အရေးကြီးကိစ္စသွားလို့လည်းတော့စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်းစင်သွေးရောင်းဝယ်စားဝယ်စင်ပြီးသွားပါ အစစရာအစဉ်ပြေကြောမအမြင်မှလိမ့်မယ်အခြေရေးချစ်သူဤဥပိ္ပခာပြုခြင်းဖြစ်နေသောကြောင့်မပြောမရှင်းဖြစ်နေတတ်ပါれအိမ်တော်ကြီးမကြခဏစကားများတတ်ပါれရှင်ကျမ်းမာကြီးသွေးပေါင်ကြခြင်းသွားကိုက်ခြင်းဖြစ်တတ်ပါれအကျိုးပေးကဏခွန်ငါလေးဖြစ်ပါれရှင်ရေရအိမ်ဖျားမှာကိမ့်မှုကတ်လို့ဆူတောင်းခြင်းမိတ်ဆွေများကိုကိမ့်မှုလက်ဆောင်ပေးခြင်း လက်ရောက်ငယ်သားများအောင်ကိတ်မှုတွင်ခြင်းပြုလုပ်လိုက်ပါအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမြေ့များနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါစေရှင်ဗုဒ္ဓဟူသားသမီးများအားလုံးမင်္ဂလာပါရှင်6လပိုင်း29 2025မှာ9လပိုင်း3ရက်2025တွင်ဗုဒ္ဓဟူသားသမီးများအားလုံးတက်တပတ်တာကံကြမှာဖြစ်ပါတယ်အိမ်တည်မင်္ဂလာပြုလို့ရခြင်းသူတို့ဘာဤအလူမင်္ဂလာကိစ္စများဆောင်ရွက်ပေးရတတ်ခြင်း လူမှုဖွဲ့စည်းများနဲ့ပတ်သက်သောအစည်းအဝေးများတက်ရောက်ရခြင်းများနဲ့အလုပ်များနေတတ်ပါတယ်။မိမိကြံစည်ထားသောကိစ္စများမှာမြင်နေသောအချိန်ကာလဖြစ်ပါတယ်။လက်အောင်ငယ်သားများထွက်ခြင်းလက်အောင်ငယ်သားများကြောင့်စိတ်ညစ်ရခြင်းများဖြစ်နေတတ်ပါတယ်။မိတ်ဆွေအစ်စ်များလည်းရတတ်ပါတယ်။ငွေကြေးကိစ္စများအောင်မြင်ပါလိမ့်မယ်။ပုံမလက်ပွေစီရန်မိမိအိမ်ခန်းတွင်နေရထားသူအနေငယ်ပြောင်းရွှေ့လိုက် ပါဘာသာရေးနဲ့ပတ်သက်သောကိစ္စများပုံပုံဆောင်ရွက်ရသောအချိန်ကာလဖြစ်နေတတ်ပါတယ်စီးပွားရေးဒီနိုင်ရောင်းဝယ်ရေးလုပ်ငန်းသွတ်တန်တဲ့ရောင်းဝယ်ရေးလုပ်ငန်းအလှကုန်အလှပြင်ဆိုင်ရွှေဆိုင်လျှက်စစ်နဲ့ပတ်သက်သောလုပ်ငန်းရေးသတ်ရောင်းဝယ်ရေးလက်ဖြေရေးဆိုင်လုပ်ငန်းများရောင်းဝယ်ကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လွင်တဲ့ကောင်ဆောင်ပေးဝယ်အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လကောင်ခရရောက်ပါတော့ဝက်စားဝက်စင်ပြီးသွားပါအစားစားရအစီအပြေကြောင်းမအောင်မြင်ပါလိမ့်မယ်ရှင် အချီတူးနဲ့တူးနားလည်မှုများနဲ့အစဉ်ပြေးတာယာနေရသောချိန်ကာလဖြစ်ပါတယ်။အိမ်နောင်အိမ်နောင်ရေပုံမှန်တိုင်းအစဉ်ပြေးနေပါလိမ့်မယ်။ကျမရေဒုနာချင်းကြောအောင်ညင်းများဖြစ်နေတတ်ပါတယ်အကျိုးပေးကနန်း463ဖြစ်ပါတယ်ရှင်ရေတရားအိမ်ပြားမှာဘဲသားမုံကတ်လူဆူတောင်းခြင်းမိဆွေများကိုဘဲသားမုံလက်ဆောင်ပေးခြင်းလက်ရောင်ငယ်သားများကိုဘဲသားမုံကြွေးခြင်းပြုလုပ်လိုက်ပါ ဗုဒ္ဓသာသမီများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါလိမ့်ရှင်။ဇာသပရိသာသမီများအလုံးမင်္ဂလာပါရှင်။6လပိုင်း23 29ရက်2025မှာ9လပိုင်း3ရက်2025အတွင်းကြာသပိသာသမီများလုံးတဲ့တပတ်တာကံကြမ္မာဖြစ်ပါတယ်။ယခင်ကအဆင်ပြေသောမိတ်ဆွေနဲ့ပြန်လည်အဆင်ပြေသောချိန်ကာလဖြစ်ပါတယ်။သတ္တုလုပ်ငန်းများလုပ်ရန်ဖြစ်လာတတ်ပါတယ်။အကျိုးပေးသောချိန်ကာလဖြစ်ပါတယ်။ ငွေကန်ကောင်းနေသောအချိန်ကာလလည်းဖြစ်ပါတယ်။လက်ကောင်းခြင်းစမ်းပွင့်ခြင်းလက်ဆောင်ပစ္စည်းများရခြင်းဖြစ်နေသောအချိန်ကာလဖြစ်ပါတယ်။ခရီးဝေးခရင်းဒီတစ်ခုမဟုတ်တစ်ခုတွားရတတ်ပါတယ်။ကောင်းသောခီးဖြစ်ပါတယ်ရှင်။အလုတ်တွေရာထူးတိုးခြင်းလာသာတိုးခြင်းဘုံဝေရခြင်းများဖြစ်ပါလိမ့်မယ်။အလုတ်သိလို့ရန်လည်းပေါ်လာတတ်ပါတယ်။လက်ရှိလို့တွင်လည်းစီးပွားတက်နေသောအချိန်ကာလဖြစ်ပါတယ်ရှင်။စီးပွားရေးကားလုပ်ငန်းစားတောက်ဆိုင်စားတောက်ကို ရေရောင်းဝယ်ရေးပဲပွဲရုံမုံမျိုးစုံလုပ်ငန်း၊ဆူရှိလုပ်ငန်းရှင်များစီးပွားရေးကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လွင်တယ်နော်။ဆောင်ပေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်းအဖြူရောင်းအဝတ်စားဝယ်စင်ပြီးသွားပါ။အစားအစာရအစင်ပြီးကြောမောအမြင်မှလိုက်မယ်။အချေရှစ်သူဤအလုပ်တွေရာထူးတိုးသောသတင်းကြောင့်ပြောရှင်းနေသောအချိန်ကာလဖြစ်ပါတယ်။အိမ်အောင်ရေအိမ်အောင်ပဲတော့ကရောက်နေတတ်သောကြောင့်စိတ် အားပေးမှုများလုပ်နေရတတ်ပါတယ်ရှင်။ကျန်းမာရေးအစားမှားခြင်းဘိုင်းအောင်ခြင်းများဖြစ်တတ်ပါတယ်။အကျိုးပေးကဏ္ဍ၄၄ဖြစ်ပါတယ်။ယရယာအင်းဖျားမှာကြံရည်ကပ်လူစုတောင်းခြင်းမိတ်ဆွေများကိုကြံရည်တိုက်ကြွေးခြင်းလက်အောင်ငယ်သားများကိုကြံရည်ရွေးမွေးခြင်းပြုလုပ်လိုက်ပါကြရတဲ့တမီးအများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။တောက်ကြတာသမီးများအားလုံးမင်္ဂလာပါရှင်။ 6လပိုင်း29ရက်2025မှာ9လပိုင်း3ရက်2025တွင်တောက်ကြသာသမီများအားလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။စစ်ပစ္စည်းများဝင်ခြင်း၊ဆိုင်ငန်းဝင်ခြင်း၊သွတ်တံသစ်နှင့်ပတ်သက်သောပစ္စည်းများဝင်လာတတ်ပါတယ်။မိဘကိုပုံမိုဆောင်ရှောက်နိုင်သောအချိန်ကာလဖြစ်ပါတယ်။ကားကြောင့်လည်းငွေကုန်ရတတ်ပါတယ်။အရေးကြီးစားအစားအသောက်များပြောက်တောက်တတ်ပါတယ်။အမခံခြင်းလက်မှတ်ထိုးခြင်းမပြုလုပ်ပါနဲ့။သာသမီ၏အောင်မြင်သောသတင်းကြားရတတ်ပါတယ်။ မိမိကိုယ်တိုင်လည်းစာမေးပွဲနဲ့ပတ်သက်ပြီးပညာရေးနဲ့ပတ်သက်ပြီးသတင်းကောင်းများကြားရတတ်ပါတယ်။စီးပွားတည်သောအချိန်ကာလဖြစ်ပါတယ်။အလုတ်ကင်တိုးတက်ပါတယ်။အစိုးရဝန်ထမ်းဖြစ်ပါကသင်တန်းတည်ရတတ်ပါတယ်ရှင်။မိကောင်းဆွေကောင်းများနဲ့တွေ့ရတတ်ပါတယ်။ငွေရှာရလွယ်သောအချိန်ကာလဖြစ်နေတတ်ပါတယ်။မွေအဝင်ထွက်လဲများနေတတ်ပါတယ်ရှင်ရွှေနာကြီးထွက်တတ်ပါတယ်ခင်မင်သောမိန်းကလေးမိတ်ဆွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်အဆက်တူလုပ်ငန်းများ လုပ်ရန်ဖြစ်လာတတ်ပါတယ်။ဒါပေမဲ့စက်တူလုပ်ငန်းမလုပ်ပါနဲ့။သစ္စာဖောက်ခြင်းခံရတဲ့သစ္စာဖောက်ခြင်းကလေးကြည့်ခံရတဲ့ကြာခြင်းများခံရတတ်ပါလေရှင်။အမှုမဖြစ်အောင်နေပါ။ဒါပေမဲ့စိုးရင်စရာတော့မရှိပါဘူး။ခရီးဝေးသွားတတ်ပါတယ်။အိမ်တော်ဘဲအတွက်လည်းစိတ်အနှဲငယ်ညည်ရတတ်ပါလေရှင်။ စီးပွားရေးစားတောက်ဆိုင်စားတောက်ကိုနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းများ၊ဆူရှီဆိုင်အကျိုးတော်ဆောင်လုပ်ငန်းများကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လွင်သလား၊စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိသလား၊အစင်းရောင်ဝယ်စားဝယ်ဆင်ပြီးသွားပါ။အစစရာအဆင်ပြေကြောင်းမှအောင်မြင်ပါလိမ့်မယ်ရှင်။အချစ်ရေးချစ်သူဒီစားဒီတွဲပေါ်ကောင်းများနဲ့တွေ့ရတတ်ပါမယ်။ ိန်အောင်ရေးတရားပြောခြင်းနေတော့အိန်အောင်ရေးဖြစ်ပါတယ်ရှင်ကျမ်းမာရေးလစ်တွင်တရားရတတ်ပါတယ်အကျိုးပေးကဏ္ဍ163ဖြစ်ပါတယ်ရှင်ယရရားအိမ်ဖျားမှာအုံနှုတ်ခေါက်ဆက်ကတ်လို့ဆိုတော့ညင်သုံးမဟုတ်အုံနှုတ်တမင်းကတ်လို့ဆိုတော့ညင်ပြုလုပ်လိုက်ပါတော်ကြတာဒီမြများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါစေရှင်။စနေသားသမီးများအလုံးမင်္ဂလာပါ။6လပိုင်း29 2025မှာ ခုနှစ်လပိုင်း3ရက်2025အတွင်းစနေသားသမီးများအလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတတ်ပါတယ်။သူတစ်ပါးပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်။သတိထားပါ။ဒီဒီကိစ္စမစိုးနှစ်ကြိမ်တစ်ခါပြုလုပ်နေရတတ်ပါတယ်။ငွေအတွေ့တောကရောက်ရတတ်ပါတယ်ရှင်။လူမျိုးကြားဘာသာကြားများရဲ့အကူအညီကောင်းများရတတ်ပါတယ်။နိုင်ငံခြားနဲ့ဆက်သွယ်ထားသောကိစ္စများအမြင်ပါလိမ့်မယ်။အလုပ်တွင်ထိလူကြီးညဉ့်ညင်မှုခံရတတ်ပါတယ်။ခီးထွက်စရာမကြာခဏပေါ်နေတတ်ပါတယ်။ မိမိမိတ်ဆွေဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရတတ်ပါတယ်ဖုန်းကွန်ပျူတာထွက်တတ်ပါတယ်ရှင်မျက်စိမျက်မှန်ညာငွေကုန်ရတတ်ပါတယ်အလုပ်တွေပြဿနာတစ်ခုပြီးတစ်ခုတင်းနေတတ်ပါတယ်အိမ်မွေးတိရစ္ဆာန်ခွေးကြောင်ဝင်လာတတ်ပါတယ်အဝင်မခံမနဲ့အဝင်လက်ခံပါကမိသားစုမှာစိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်ရှင်ရဝေးရနာရီသတင်းကြားရတတ်ပါတယ်စီးပွားရေးအထက်လေးရောင်းဝယ်လုပ်ငန်းနာယီထီဖနက် ရောင်းဝယ်လုပ်ငန်း၊ကြောင်းမြင့်နာရောင်းဝယ်လုပ်ငန်း၊ကန်ထရက်လုပ်ငန်းများ၊အိုးခွေပကံရောင်းဝယ်ရေးစသည့်လုပ်ငန်းများပုံမှန်လေပတ်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လင်းတယ်နော်။စာမေးပွဲ၊အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်းအဝါရောင်ဝယ်စားဝယ်ဆင်ပြီးသွားပါအစစရာအချင်းပြချောမန်းအောင်မြင်ပါလိမ့်မယ်အခြေချစ်သူဤအထွန်းလဲချင်းခံရတတ်ပါတယ်အိမ်တော်ရေးအလုတ်ကိစ္စကြောင့်အိမ်တော်ရေးအဆင်မပြေမကြာခဏစကားများနေရတတ်ပါတယ်ကျမကြီး မျက်စိကြိုက်ခြင်းမြင့်မှန်ဒီဂရီတိုးရခြင်းများဖြစ်တတ်ပါれအကျိုးပေးကဏ္ဍခွန်ငါးလေးဖြစ်ပါれခြင်းယေရယာအင်ဖျားမှာထောဘတ်တမင်ကတ်လူစုတောင်းခြင်းမိတ်ဆွေများကိုထောဘတ်တမင်ဒါနာပြုခြင်းလျောင်းငယ်သားများကိုထောဘတ်တမင်ကျွေးမွေးခြင်းပြုလုပ်လိုက်ပါစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါလိမ့်ရှင်။ဒီမှာတော့အမေရိကန်နိုင်ငံတက်ဆစ်ပြည်နယ်ဒါလဲမြစ်မှာ နေထိုင်ပြီးဘေးရင်ဟောကြားနေသူဖြစ်ပါတယ်။ဒီမကိုဘေးဒင်းမေးမြန်းလိုပါကဒီမကိုဆက်သွင်းရဖုန်းနံပါတ်ကတော့214962431ဖြစ်ပါတယ်။ဒီမကိုစင်စင်မပြတ်ဘေးရင်မေးနေကြတော့ဘေးရင်မေးဆွေဟောင်းများမိတ်ဆွေတို့များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။ကဘာသူကဘာသားများအားလုံးမြန်မာပြည်သူမြန်မာပြည်သားများအားလုံး ခொနေသာသမီများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါသည်ရှင်